ဖွဲ့လွန်ပြီးနောက်မှာရူဝိညာဉ်ဟာရက်40ထိအိမ်ကိုအသွားအလာလုပ်တယ်ဆိုပြီးတော်တော်များများပြောကြားတာကိုကြားရပါတယ်ဆရာနောက်တစ်ခုကငိုရာများရင်ဖွဲ့လွန်သူဟာအဇာခံရတတ်တယ်လို့လည်းပြောကြားပါတယ်ကဘာကိုဇီယာရတ်လို့ကိုခဏခဏသွားရင်မယက်ကကိုစီခေါ်တယ်လို့လည်းပြောကြားပါတယ်ဘယ်စကားကမှန်တယ်လဲဘယ်စကားကမမှန်ဘူးလဲဖြေချပေးပါတော့ဆရာ بسم الله الرحمن मुसलिया حامدا ومصليا ومسلما اما بعد द्वितीय कोयलों तेसों द्वाबी हैं तुए रूह बेयव द्वारे दाने पर दबिरो जन्म को नानी आयात दौरी ने अहादिस हदीस दौरेगा नहीं ိရတာကဘာလဲဆိုရင်လူကောင်းတွေရဲ့ဝိညာဉ်ဆိုရင်အလီယင်းကိုရောက်သွားတယ်ဂျန္နတ်ကိုလူဆိုးတွေကာဖစ်မုရှရစ်တွေရဲ့ဝိညာဉ်ကတည်ဆုံးပြီးတဲ့နောက်မှာစစ်ဂျင်းကိုရောက်သွားတယ်ဂျဟန္နမ်ကိုရောက်သွားဥကွယ်လုံးတည်ဆုံတဲ့အချိန်ကနေစပြီးတော့ ဒဖန်လောက်တဲ့အချိန်ထိဂျာကာလာမှာတော့ဒီဖရစ်စတာရဲ့လက်ထဲမှာရှင်းနေတယ်ဒဖန်လောက်ပြီးပြီးဆိုရင်ဖရစ်စတာတွေကအဲ့ဒီမရစ်ပြက်ဂျစ်စမ်နဲ့ဒီခနာကုန်ယုတ်ကလတ်နဲ့ဒီရူဝိညာဉ်ကိုချိတ်ဆက်မှုတနည်းနည်းနဲ့ဘယ်လိုချိတ်ဆက်လဲအလားပဲတင်မယ်တနည်းနည်းချိတ်ဆက်မှုပြုလုပ်ပြီးတော့သူ့သူကောင်းရဲ့ဝိညာဉ်ဖြစ်တဲ့ဆင်အလီယင်းကိုပို့လိုက်တယ်အဲ့ဒါ ကာဖာမုရှရစ်ရဲ့ဝိညာဉ်ဖြစ်တယ်ဆိုရင်သူစဂျင်းကိုပေါ်လိုက်တယ်။ဆိုအလမျိုးဟလာစဂျင်းတို့အလီယင်းတို့ရောက်သွားပြီမဲ့လောက်နကျွန်တော်ပြောခဲ့သလို connection တစ်ခုတော့ရှိတယ်ဒီခန္ဓာကိုယ်နဲ့ဒီဝိညာဉ်နဲ့ချိတ်ဆက်မှုတစ်ခုတော့လာရှိမှထားလာပြီတဲ့အတွက်ဒီအဲ့ဒီ connection အဲ့ဒီချိတ်ဆက်မှုပေါ်မှာပဲကဘာတဲ့မှာအဲ့ဒီမူရဒာမယတ်ကိုဒီမွန်ကာနကီကလာပြီသူမေးမြန်းတဲ့အခါသူထပြီးဖြေတာလေဟလာအဇာဘ် ဒီအလာကောင်းဟလာအဇာဘခါတာဒါတွေဖြစ်တယ်ဆိုတော့ဒါကဒီတည်ဆုံးသွားပြီးတဲ့သူရဲ့ဝိညာဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကော်ရာနီရဲ့အာယာတင်တဲ့ဟာဒီသ်တော်ကြိုင်တီးရတလောက်ပဲဒါကြောင့်အခုနမေကွန်းမှာပါတဲ့ပထမအချက်မှာဟလာကွဲလွန်တည်ဆုံးသွားပြီးတဲ့နောက်ကွဲလွန်သူရဲ့ဝိညာဉ်ကမိမိရဲ့အိမ်ကိုရက်၄၀အထိအသွာလာလုံနေတာဆိုတာဒါလုံးဝမဖြစ်နိုင်ဘူး ုံနာဟာဒီသ်တော်တွေကတည်နေရတယ်အလုံးဝမဖြစ်နိုင်ဘူးဟာလာအကလျာဒီလိုအချိန်မြင့်မရှိတဲ့ဇာတ်လည်းဖြစ်အုံနောက်နဲ့စဉ်းစားကြည့်မယ်ဆိုလည်းမဖြစ်နိုင်ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကကိုယ်လုံးပြေဆုံးသွားပြီးဆိုရင်သူ့ဝိညာဉ်ကဦးနာပြောသလိုသူကောင်းဆိုရင်သူကအလီယင်းကိုရောက်သွားတယ်အဲ့မှာဇန်နတ်ရဲ့နေမတ်ဒီမှာရှိနေတဲ့သူတယောက်ကဒေါင်လွတ်ပြီးတော့ဒီလော်ကီရဲ့ဒီဒုက္ခဒုက္ခရဲ့အဲ့ဒီသူဘာလည်းလုံးသူတရိယာမှလည်းမဟုတ် ပြီးတော့လူဆိုးဆိုရင်သူကအလာဂျဟန္နမ်ရဲ့အာဇာဘတွေမှာရှိနေတယ်သူဘယ်လိုလာနိုင်မှာလဲဒီအာဇာဘရဲ့ဖရစ်စတာတွေကသူ့ဘယ်လိုလွတ်ပေးမှာလဲဒါကြောင့်အုံနောက်နဲ့စဉ်းစားကြည့်မယ်ဆိုရင်ဒါဘယ်လိုမှယုံကြည်မရှိတယ်ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတော့မိဘနဲ့မှာဒုတိယချမိသားတယ်ဟလာအိမ်လူအိမ်သားတွေကငိုတဲ့အတွက်ကြောင့်မယစ်ကတည်ဆုံးသွားတဲ့သူဟာအာဇာဘခံရလားဒါနဲ့ပတ်သက်ပြီးတော့ဘူခါရီကျမ်းရဲ့ဟာဒီသ်တော်တပုတ်တော်ရှိတယ်

ဒီငိုခြင်းကနေဘာကြောင့်မသားရလဲဟာလာကုရမဆာဇလမ်ကအမိရှိတာလဲငိုတဲ့အတော့ကြောင့်ဟာလာတေဆုံးသွားတဲ့သူအဇာခံရတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောပြီးတော့အဗ္ဒူလာဘင်အူမာကတာတာဘူခါရီဟာဒီသ်ရှိတယ်ဆိုဒီဟာဒီသ်ရဲ့အလိုတော်ဟာပါလဲဆိုမူဟာဒီသ်နေအလာမေရကာတ်မဖာတီစာရပြအလိုဟာဒီသ်ကျမ်းရဲ့အခြေပြန်ရှမ်းဟာဒီသ်ရဲ့အခြေပြန်ကျမ်းတွေမှာဒါနဲ့ပတ်သက်ပြီးဗာရှင်းလဲဆိုရင် ဒီငိုတဲ့သူတွေအတော့ကြောင့်မရစ်တည်ဆောင်းသွားတဲ့သူကအဇာဘခံရတယ်ဆိုတာကဒါအမြဲတမ်းမဟုတ်အကေမရစ်ကတည်ဆောင်းသွားတဲ့သူကမတည်ခင်သူမှားသွားခဲ့မယ်ငါတည်ရင်ငါ့ကငိုပွဲတွေလောက်ပြီးအလားဒီငိုတဲ့သူတွေမင်းတို့မငိုနိုင်ဘူးဆိုရင်ငိုတဲ့သူတွေခေါ်ပြီးတော့ငိုခိုင်ငိုပွဲတွေလုပ်ပေးအဲ့လိုမျိုးမှားွားတယ်ဆိုရင်ဟုတ်လားအဲ့ဒီခါကျရင် तू တေွားလို့ငိုတယ်ဆိုရင် तू မှားွားတဲ့အတွက်ကြောင့်အဲ့ဒီလို့ ဒါအဇပ်ခံအကယ်လူတယောက်ကဒီတိုင်းပဲသူ့သူစုံးသွားတယ်သူဘာမှသူတေဝိုင်းရင်ငိုပွဲတွေလောက်ပြရမယ်အလားချေကွဲပွဲတွေလောက်ပြရမယ်ဒါတွေတခုမှသူမမှားပါဘူးဒါပေမဲ့လူရဲ့တန်ရုံးစဉ်အရမိသားစုတွေမမီးမိသားစုဝင်တယောက်မမီးလို့နဲ့ခွဲခွာသွားရတဲ့ပုံမှာဝမ်းနေပြီးတော့ငိုးတယ်ဆိုရင်ဒါဒီအဲ့ဒီငိုးတဲ့ပုံမှာဒီမရစ်ကပါအစားမခံရမှာမဟုတ်ဆိုတော့မိဘနဲ့မှတတိယအချက်ဗာမေးတာလဲဆိုရင် ခဏခဏဇာရတ်တက်လို့ရင်ဟာလာတေဆောင်ရတဲ့သူကသူ့စီခေါ်တယ်အလဲခေါ်တယ်ဆိုတော့ဒါလည်းပတ်သက်ပြီးရှာဖီကြီးတဲ့နောက်မှာတော့ဟာဒီစ်တော်ဒီမှာတော့မတွေ့ရဘူးမတွေ့ဘူးကျွန်တော်ရှာရာဟာဒီစ်တော်တော့မတွေ့ဘူးဒါပေမဲ့ကျွန်내ဟာဒီစ်တော်ဒီအာယတ်တော်ဒီရခြုံငုံသုံးတက်ပြီးလိလမယ်ဆိုတာလည်းမဖြစ်နိုင်ဘာသာလဲဆိုရင်သူကိုယ်တော်တိုင်းနောက်မှာလာအသာမှာရှိရင်ရှိနေမယ်ဒနတ်ပြနေမတ်မှာရှိရင်ရှိနေမယ်ဒါဟုတ် तू हुआ नहीं था भी लावो सर बोलो माँ मफे ना ऐसे लाओ तो तू लोगों में भी लाओ ना तो चका नी जगह का ज़िआरत को ताद लो फिर ज़िआरत अराम कब बस टाइम होता है अभी तो मैयत को ज़िआरत तले उठाओ ताद लो फिर हरी दुआ ने माँ कुरमा सल्लल्लाहु अलैहि वसल्लम का अला दाओ जा। कबर को नो जा। अला तेरी तो नोज़ हो တင်ချင်းတရားကိုတတိယစေတယ်ဆိုပြီးဟာဒီသ်တော်တွေမှာတိုက်တွန်းလာတာတွေ့ရတယ်။ဒါကြောင့်ဒီစကားကလည်းဒီလိုဟာဒီသ်တော်တွေကိုခြုံငုံပြီးတော့ကြည့်မယ်ဆိုရင်အချိန်မြင့်မရှိတဲ့စကားလို့ပဲတမ္မာလေး